မြန်မာပြည်ပေါ်အတိုင်းအတာညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဆိုတော့နိုင်ငံရေးနှင်းမြန်မာနိုင်ငံသားများဆိုတဲ့ခေါင်းစဉ်နဲ့စကားအနေချင်းလဲတုံသက်ပြောဆိုကြမယ်ခင်ဗျာဒီတော့နိုင်ငံရေးဆိုတာလူမှုအဖွဲ့အစည်းတစ်ခုလုံးဤအကျိုးစီးပွားအုပ်ချုပ်ရေးဥပဒေနှင်းလူနေမှုအစဉ်တန်းဒီအရာတွေကိုဆုံးဖြတ်တဲ့အရာဖြစ်ပြီးလူတိုင်းနဲ့သက်ဆိုင်နေပါတယ် မြန်မာနိုင်ငံကြီးလူကြီးလူငယ်ယဟန်ချင်းလူအလုံးဒီနိုင်ငံရဲ့ဤတယောက်မှုကိုနေစဉ်ခံစားနေရတယ်ဒီတော့ဘာကြောင့်နိုင်ငံရဲ့ကလူတိုင်းနဲ့သက်ဆိုင်တယ်လေဆိုတဲ့မေခွန်းเนาะဘာကြောင့်လူတိုင်းနဲ့နိုင်ငံရဲ့ကသက်ဆိုင်တယ်လဲတွေးကြည့်เนาะတချို့ကနိုင်ငံရဲ့ကငါတို့နဲ့မဆိုင်ဘူးနေစဉ် ကိုအစဉ်ပြေနေရင်ပြီးပြီကိုစားတောင်းနေရရင်တော်ပြီကိုမိသားစုအတွက်ပန်းပိုးမှုကောင်းနေရင်တော်ပြီမိမိတနေ့တာအစဉ်ပြေတော့တယ်တလားစားအစဉ်ပြေတော့တယ်မိမိတကိုရေတကာရအတွက်အစဉ်ပြေနေရင်ပြီးပြီဆိုတဲ့အတွေးတွေနဲ့လူတွေကခမ်းမိမ်မိခတ်တွေးတွေးနေကြတယ်ဒါကြောင့် နိုင်ငံရေးဒီလူတိုင်းလမ်းသက်ဆိုင်သလားမသက်ဆိုင်ဘူးလားတွေးကြည့်ပါလူတိုင်းလမ်းသက်ဆိုင်လားမသက်ဆိုင်ဘူးလားတွေးကြည့်ဖို့လိုအပ်တယ်ဒီတော့နံပါတ်1နေစဉ်ဘဝနဲ့ဒိုင်းတိုင်းဆက်ဆက်နေတဲ့အရာဒီလေနိုင်ငံရေးအထက်မှာပါဝင်နေတယ်နေစဉ်တနေ့တာဖြတ်တမ်းမှုတနေ့တာမိမိဖြတ်တမ်းတဲ့အရာတွေကလည်းနိုင်ငံရေးနဲ့သက်ဆိုင်တဲ့အရာတွေမှာ ပါဝင်နေတာဖြစ်ပါတယ်ဈေးနှုန်းဥပမာဈေးနှုန်းကုန်ဈေးနှုန်းကုန်ဈေးနှုန်းတစ်ခုဟာနေ့စဉ်ဒီနေ့ကျောက်ဦးတစ်လုံးကို900နောက်နေ့မနက်ဖြန်600ဖြစ်သွားမယ်နောက်နေ့1000ဖြစ်သွားမယ်ဒါကဘာကြောင့်လဲနိုင်ငံရေးမကောင်းလို့ဖြစ်တယ် နိုင်ငံရေးမကောင်းလို့အခုဆိုရင်ပို့ပြီးတော့တိတိတာတာထင်ထင်ရှားရှားတွေးရမှာဖြစ်တယ်။ဘာလို့လဲပြည်တွင်းစစ်ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မှာလမ်းပန်းဆက်သွေးရေးအခက်အခဲရှိမယ်။ကုသံရောင်းဝယ်ရေးမကောင်းဘူး။ဒီတော့ရှိနေပြီးသားပစ္စည်းတွေကိုစီးပွားရေးလောဘဆောတိုင်းနေတဲ့လူတွေကကြက်ဦးတစ်လုံးကိုမနေ့ကဝယ်သွားတယ်900နောက်နေ့ လာမေးကုန်ပစ္စည်းမရှိတော့အဲ့ဒါကို600တင်ရောက်နေနောက်ကနေ့တထဒါကလည်းကုန်စည်နှုံးနိုင်ငံရေးနဲ့မသက်ဆိုင်ဘူးလားနိုင်ငံရေးနဲ့သက်ဆိုင်နေပါတယ်ခင်ဗျဟုတ်ပြီနော်ဒီတော့ပညာရေးပညာရေးဆိုတာလေထိုးနည်း၎င်းပါပဲပညာရေးမှာနိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိဘူးဆိုရင် ဒီပညာရေးကလည်းသင်ရတာကိုလိုကံလန်ကြီးရဲ့ဟုတ်တယ်နော်ကိုလိုကံလန်ဖြစ်နေပါပဲဘာလို့လဲတင်းကြီးအချာမှုမရှိတဲ့ဒေတာမှာပညာဘလို့သင်လို့ရမှာလေပညာတခုတည်းသင်နေလို့ကျွန်တော်တို့စာဖို့ခြေကပိတ်နေတဲ့ကုံစင်းနှုံကြီးကြီးနေတဲ့အတွက်နေ့စဉ်ကောင်းကောင်းမွန်မွန်မစားနိုင်ဘူးဒီတော့ပညာရေးဖက်ကိုလေတွားရတာအဆင်ပြေမှာမဟုတ်ပါဘူးဒါကြောင့်ပညာရေးဆိုတာကလည်း နိုင်ငံရေးနဲ့တက်ဆိုင်နေပါတယ်เนาะဒီတော့ကျမ်းမာရေးကျမ်းမာရေးဆိုတာလေထိုးနည်း၎င်းပါပဲနိုင်ငံရေးမကောင်းဘူးဆိုရင်အသွါအလာလှုပ်ရှားနေတိုင်းဆေးတလုံးဝေတော်ဖို့တောင်မလွယ်ဘူးဆေးရုံဆေးခန်းသွားရမှာဆိုရင်အဝေးကြီးဒီတော့ကျမ်းမာရေးမကောင်းဘူးဆိုရင်ပဇံကိုခြေကပြေးပြီးမှဆေးကိုရလာမယ်ဒါလည်း လူနေမှုမိမိတို့ရဲ့မွေးရာပါအခွင့်အရေးတွေဆုံးချုံနေတဲ့အတွက်ကျန်းမာရေးမကောင်းဘူးဆိုရင်လေဆေးကူတာဖို့အတွက်မလွယ်ကူနိုင်ဘူးဖြစ်တဲ့အတွက်တင်းကြီးအေးချမှုမရှိတဲ့နိုင်ငံအတွင်းမှာနေထိုင်တဲ့လူတယောက်ဖြစ်နေတယ်ဆိုရင် ကျန်းမာရေးမကောင်းတဲ့အချိန်လေကျန်းမာရေးကနိုင်ငံရေးနဲ့တက်ဆိုင်နေပါတယ်ဒီတော့ အလုံးကైအခွင့်အလမ်းများသည်လေအစိုးရ၏မူဝါဒအပေါ်မူတည်နေပါတယ်ဟုတ်ပြီနော်အလုံးအကైအလုံးအကైဆိုတာကလည်းဒီလောက်ပြည်တွင်းစည်းကြီးဟုံဒုံဟုံဒုံဖြစ်နေတဲ့အချိန်မှာအခုဆိုရင် ပိုပြီးတိတာထင်ရှားတယ်ဘာလို့လဲစစ်ပြေဒုက္ခတွေဖြစ်နေတယ်စစ်ချောင်နေရတယ်ဆိုတော့ဒီအလုံးအကైအခွင့်အလမ်းကို ဘယ်အစိုးရကမှလည်းပေးနိုင်မှာမဟုတ်သလိုတိုက်ပွဲဝင်နေတဲ့တိုင်းရင်သားလက်နက်ကင်တွေကလည်းအလို့အကင်အခွင့်အလမ်းပေးနိုင်မှာမဟုတ်ဘူးတိုင်းရင်သားလက်နက်ကင်တွေကလည်းဘာလို့လဲအခွင့်အရေးဆုံးရှုံးတဲ့အတွက်အစိုးရကိုတော်လှန်ခြင်းဖြစ်သလိုအစိုးရကလည်းပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ကို အာမခံချပေးနိုင်တဲ့အစိုးရမဟုတ်ဘူးဒီတော့နိုင်ငံရဲ့မတီးမှု ဖြစ်လာတဲ့အချိန်မှာအလုံးအကင်အခွင့်အလန်းဆိုတာကလည်းကျွန်တော်တို့ဝေဒထားဝေးနေအောင်မှာပဲဖြစ်တယ်ဒီတော့အလုံးအကင်အခွင့်ရေးထဲမှာကျွန်တော်တို့တစ်ဖက်စဉ်းစားမယ်ဥပမာ60မီတာစေးစီစေးကျောင်းသားများ၏ပညာရေးအခွင့်အရေးပုံချက်60မီစေး နိုင်ငံရဲ့မကောင်းတော့ဝုံတုံဝိုင်းနိုင်ကျင်းနေတဲ့အချိန်မှာဘေချက်စကမီလင်းနိုင်ပါလေเนาะဒါလောလောဆယ်ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်ပြည်တွင်းစစ်မဖြစ်ခင်တုန်းကအချိန်မှာကလည်းအစိုးရဌာနဆိုင်ရာဘိုင်းနေရှိနေတဲ့နေရာမှာမိတွေကတဟုန်ချင်းလင်းနေပေမဲ့ ဖျောင်းနိုင်အောင်နမ်းမမှန်နဲ့ဒေသားတွေမြောင်များစွာရှိပါတယ်မီတာဈေးနှုန်းကိုပြောရရင်ဒါပေမဲ့ကိုပိုင်လေပတ်မှုမရှိတဲ့ကိုပိုင်လေပတ်မှုမရှိတဲ့မီတာဈေးကမိမိနိုင်ငံရဲ့ကိုပိုင်အင်အားပြုထားတဲ့အရာမရှိတဲ့အတွက်ကြောင့်မီတာဈေးကဒလဇတ်ထိုးမြင်တော့တက်လာမှာဖြစ်တယ် စီစေထို့တူပါပဲဘာလို့လဲမိမိဒေတာကမိကိုပုံမှန်မသွားနိုင်တဲ့အတွက်တနေ့တာ အခုဆိုရင်တိုးတက်လာတာနဲ့အညီစိုက်ကယ်ကားစမူလာမှုပစ္စည်းအကုန်လုံးကစီနာလေပတ်ရတဲ့အရာတွေဖြစ်တဲ့စီနာလေပတ်ရတဲ့အရာတွေမှာလက်တလောလမ်းပိတ်သွားတာတို့ လမ်းပိတ်သွားတာတို့တခြားနိုင်ငံကစီဘော်ရဲ့အကြတဲ့ပိတ်ဆိုးလိုက်တာတို့ဒီလိုအရာမျိုးနဲ့ကြုံလာတယ်ဆိုရင်စီစေးကလည်းမူခေါင်တီအောင်ထိုးတက်နိုင်တယ်ထိုးလေးထိုးတက်နေပါတယ်ဒီတော့ဒီစီစေးစီစေးမြင့်တက်မှုဟာလည်းဘာနဲ့သက်ဆိုင်လဲနိုင်ငံရေးနဲ့ သက်ဆိုင်နေပါတယ်။တော့ကျောင်းသားများရဲ့ပညာရေးအခွင့်အရေးဒါကတော့ပြောနေစရာမလိုဘူး။အခုကတော့ lobby တစ်တိုင်းကနေပြီးတောင် online မြောက် online ပေါ့။နော်အစိုးရထိန်းချုပ်ထားတဲ့နေရာတွေမှာဆိုရင်ပညာရေးကျောင်းတွေဖွင့်ပြီးကောင်းကောင်းတက်နိုင်နေတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားလက်နက်ကင်တွေမကောင်းလို့စစ်ဖြစ်နေလို့ ဒီလူတွေကဒီကလေးတွေကပညာမသင်နိုင်ဘူးဒီလိုမျိုးပေါက်ပန်းစေပြောနေကြတယ်ဒါပေမဲ့ဒီပညာရေးကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်မသင်ခေရတာနှစ်ပေါင်းကြာခဲ့ပါပြီဘာလို့လဲဆိုတော့ထီးဆိုင်သရှင်လို့ပေါ့ခေါင်းမိုးကမလုံးတော့မူးတံကိုကိုခံနေရတာအမှန်ပဲ ဒါပဲမဲမူရွာတဲ့အကြောင်းဟာကိုတယောက်တည်းအကြောင်းတော့မဟုတ်ဘူးခေါင်းမိုးကမလုံနေမြန်မာနိုင်ငံဒီတော့ခေါင်းမိုးမလုံနေအတွက်ပညာရေးဆိုတာကလည်းကောင်းကောင်းမွန်မွန်မတင်ခဲ့ရတဲ့နှစ်ပေါင်းချိုးနေပါပြီစီးပွားရေးပြည်လေတဲ့သူတွေကပညာရေးကိုကောင်းကောင်းမွန်မွန်သင်နိုင်ကြပေမဲ့လက်လုံးလက်စားသမားတွေရဲ့ဘဝကပညာသင်ဖို့အတွက် အလံဝေးနေစေပါပဲဒါလည်းဘာနဲ့သက်ဆိုင်တယ်လဲနိုင်ငံရဲ့အုပ်ချုပ်သူမကောင်းတဲ့အတွက်ကြောင့်ဒီနိုင်ငံကြီးပြိုပြတ်နေပေမဲ့နိုင်ငံရဲ့ကဘယ်သူနဲ့သက်ဆိုင်လဲမိ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 နံပါတ်1နံပါတ်1မှာဆိုရင်လူတိုင်းအခွင့်အရေးနဲ့တာဝန်เนาะအခွင့်အရေးနဲ့တာဝန် နိုင်ငံသားတိုင်းတွင်မေးပေးပိုင်ခွင့်လောလောဆောဖော်ထုတ်ပြောဆိုခွင့်တရားမျှတမှုရရှိခွင့်ရှိသည်ဟောရလားနိုင်ငံသားတိုင်းမှာမေးပေးပိုင်ခွင့်ရှိတယ်ဒါကတော့ဟုတ်တယ်နိုင်ငံသားတိုင်းမြန်မာနိုင်ငံထဲမှာမြန်မာအရေးနဲ့ပတ်သက်လာရင်မြန်မာနိုင်ငံထဲမှာမွေးဖော်တဲ့သူတိုင်းဟာမွေးရပါအခွင့်အရေး ရရှိမှာဖြစ်တဲ့အတွက်ဒီမွေးရပါအခွင့်အရေးနဲ့အတူရွေးကောက်ပွေးကျင်းပလာတဲ့အချိန်ဘသူပဲဖြစ်ဖြစ်မေးပေးပိုင်ခွင့်ရှိရမယ်ယခုတော့မြန်မာနိုင်ငံကြီးမှာမေးပေးလိုက်ပေမဲ့ဒီမေးတွေကမေးတခိုးတွေမေးမတမာမှုတွေနဲ့ပြင်းနှံ့နေပြီးတော့အစိုးရအာဏာကိုဘာလဲ ကောက်ကျေးရုံမာပြီးတော့တယောက်တစ်လှစ်ယူနေပြီးပြည်သူတင်မြောက်တဲ့အစိုးရမဖြစ်တာဒါလေနိုင်ငံရဲ့ဘယ်နိုင်ငံသားတိုင်းမေးပေးပိုင်ဝင်ရှိပြီမဲ့ဒီမေးတွေကမတမာမှုတွေနဲ့ပြည်သူတင်မြောက်တဲ့အစိုးရတရားမဖြစ်တဲ့အတွက်ဒါကလည်းနိုင်ငံရဲ့ မြားကမှုမရှိတဲ့အခွင့်အရေးဖြစ်တဲ့အတွက်ဒါလည်းနိုင်ငံရေးနဲ့သက်ဆိုင်ပါတယ်ဥပဒေပြဋ္ဌာန်းချက်များကလူတိုင်းဤလှုံ့ဆော်မှုကိုထိန်းចောင်းသည်ဟုတ်ပြီနော်ခြေကပြောခဲ့သလိုမေးပေးပိုင်ခွင့်ဆောင်ရှောင်းနေလောလောဆော်ဖော်ထုတ်ပြောဆိုခွင့်ဆောင်ရှောင်းနေအခုလက်တွဲပဲစစ်တပ်ကိုထောက်ခံပြီးတော့ ဖေမလောက်အောင်ဘလောက်ပေးကြကံပြီးပြောပါစေစစ်တပ်မကောင်းကြောင်းကိုနည်းနည်းလေးပြောလိုက်ပြီဆိုရင်ဒီလူကတခါတည်းထောင်ထဲတိုက်ရောက်ပဲဟုတ်ပြီနော်ဒါလောလောဆောပြောဆိုခွင့်မရှိဘူးဆိုတဲ့ဟာကိုတတ်သိပြထားတဲ့အရာတွေပဲဖြစ်တယ်ဒါလဲဘာလဲနိုင်ငံရေးပါပဲခင်ဗျဥပဒေပြဋ္ဌာန်းချက်များကလူတိုင်းနဲ့လှုပ်ရှားမှုကိုထိန်းကျောင်းသည် ဥပမာအင်တာနက်အသုံးပြုမှုစီပေါ်ရေးလုတ်ပိုင်ခွင့်အင်တာနက်အခု social network ဖြစ်တဲ့အတွက်ဒီ social network မှာလဲ social network မှာလဲအင်တာနက်ကိုဘေဒေတာကိုမပီးဘူးပိတ်ထားပြန်ပြီဘေဒေတာကိုမပေဘူးပိတ်ထားပြန်ပြီဘာလို့လဲကိုယ်တွေမှာမမှန်ကန်လဲကိစ္စမှာ မှန်ကန်တဲ့သတင်းတွေကိုသူများတွေရတော့မှာဆိုတဲ့အတွက်သတင်းဖုံးဖီးဖို့အတွက်အင်တာနက်ကိုဖြတ်တောက်ထားခြင်းပဲဖြစ်ပါတယ်။ဒါလည်းဗါလည်းနိုင်ငံရေးပဲမိမိနဲ့နိုင်ငံရေးနဲ့မသက်ဆိုင်ဘူးလို့မတွေးလိုက်ပါနဲ့။ဖုံးလေးတစ်လုံးကိုကင်လိုက်တာနဲ့မိမိဒီနေစဉ်ဒီဖုံးကိုအသုံးပြုပြီးတော့ကြီးနေတဲ့အတွက်မိမိဒီလေနိုင်ငံရေးနဲ့ တတ်ဆိုင်နေပါတယ်ဆိုတာကိုအုံနောက်ထဲမှာခြီးဖို့လိုအပ်တယ်စီဘော်ရေးလုတ်ပိုင်ခွင်စီဘော်ရေးလုတ်ပိုင်ခွင်ဆိုပူဆိုးပေါ့ဘာလို့လဲမြန်မာနိုင်ငံထဲမှာပြောရမယ်ဆိုရင်ပခုံးပေါ်ကအပွင့်ရှိတဲ့လူလောက်ပဲစီဘော်ရေးကောင်းကောင်းလုပ်လို့ရတာဖြစ်တယ်ပြည်သူတွေကချမ်းသာတယ်ဆိုတာလူတရာမှာ20တောင်မရှိဘူးတကယ်တကယ်ရှောင်းရှောင်းလေးလေးနဲ့ စီပေါ်ရေးကောင်းကောင်းမွန်မွန်ဖြစ်နေတဲ့လူတွေကဘာလဲစီအုပ်စုတွေပါပဲခင်ဗျာဒါကြောင့်မြန်မာနိုင်ငံသားဖြစ်ရင်စီပေါ်ရေးတွေကလည်းအဆင်မပြေတော့ပြောရမယ်ဆိုရင်ပြည်တွင်းထဲမှာမနေနိုင်ပဲပြည်ပနိုင်ငံကိုကျွမ်းခံဖို့တော်ရတဲ့လူကဒုနတ်ဒေပါပဲဒါလဲဘာနဲ့သက်ဆိုင်လဲနိုင်ငံရေးပါပဲခင်ဗျာ နံပါတ်3အနာဂတ်ကိုပုံဖော်ခြင်းဘလို့ပုံဖော်မလဲအနာဂတ်ပျောက်ဆုံးနေတဲ့လူတွေမြောင်များစွာပါပဲမြန်မာနိုင်ငံထဲမှာအနာဂတ်ဆိုတာတွေးကိုမတွေးရလောက်အောင်အနာဂတ်ပျောက်ဆုံးနေလူဘဝတဘဝမှာအနာဂတ်ပျောက်ဆုံးသွားပြီဆိုရင်ဒီလူဘဝရဲ့တန်ဖိုးကဘာမှမရှိတော့ဘူးဒီလိုပဲမွေးရပါလူအခွင့်ရေးတွေဆုံးချုံပြီးတော့ မြန်မာနိုင်ငံထဲမှာအနာဂတ်ပျောက်ဆုံးတဲ့လူကြီးလူငယ်ညောင်များစွာရှိလို့နေပါတယ်ဒါကြောင့်ဒါကလည်းနိုင်ငံရေးပါပဲဥပမာစီးပွားရေးဖွံ့ဖြိုးမှုငြိမ်းချမ်းရေးဒီမိုကရေစီအချိန်အဟောင်းစီးပွားရေးဖွံ့ဖြိုးမှု စီးပွားရေးဖွံ့ဖြိုးဖို့ဆိုတာကတော့ပြောကိုပြောမနေနဲ့အောက်ရှေလူတန်းစားဆိုရင်ပို့ပြီးတော့မူနှမ်းမြေလိုကွာဝေးလွှမ်းပါလေဒီတော့အောက်ရှေလူတန်းစားတဲ့အတော့စီးပွားရေးဖွံ့ဖြိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဒါကြောင့်ဒါကလည်းစင်ရသားအညာတရလူတန်းစားတဲ့အတော့နိုင်ငံရေးကပို့ပြီးတော့သက်ဆိုင်လို့နေပါတယ်ဒီတော့ ီထဲမှာပြောရမယ်ဆိုရင်အဓိကစီးပွားရေးနဲ့နိုင်ငံတကာမှာခြောက်လဲနေတာစီးပွားရေးဒါပေမဲ့မြန်မာနိုင်ငံမှာစီးပွားရေးဘာလို့အဆင်မပြေသလဲအဓိကနိုင်ငံရေးရေးပြင်းထန်ဖြစ်နေတယ်စီးပွားရေးကစီးပွားရေးအဆင်ပြေလာမယ်အဆင်ပြေလာရင်ဒီလူနေမှုအဆင်တိုင်းနဲ့မြင့်တက်လာမယ်အကုန်လုံးကိုမျက်လုံးစုံပွင့်လာမယ် စီးပွားရေးအစင်မပြေတော့တနေ့စာကို တနေ့စာစားဖို့အတွက်လုံပန်းနေရတဲ့အချိန်ဒီလူကစားဖို့ကြီးနာပဲစီးပွားရေးအစင်မပြေတော့အချိန်ကုန်သွားတယ်ဒီတော့ဒီအချိန်ကုန်သွားတဲ့ဟာနောက်ဖက်နိုင်ငံရေးဆိုတာကို မျက်လုံးလှေးကြည့်ဖို့တောင်အချိန်မရဘူးဒါကြောင့်စီးပွားရေးကိုကန်တာလိုက်တာတခုဟာလေနိုင်ငံရေးအကျိုးအမြတ်ကိုထိန်းကွာလိုက်တာတခုပါပဲဒါလည်း နိုင်ငံရေးပါပဲငြိမ်းချမ်းရေးဒီမိုကရေစီအချိန်အဟောမူနှမ်းမြေလိုပါပဲထီတွေးဆက်ဆံပြီးတော့ပါဇက်ဖားဖြားကနေပြီးဒီမိုကရေစီဒီမိုကရေစီလို့အော်နေကြပါမယ်ဒီမိုကရေစီရဲ့အနှစ်သာရကချိုရလားခါရလားဖန်ရလားရှင်ရလားငံရလားဒီမိုကရေစီရဲ့ အရာတာကိုလူတိုင်းလိုလိုမခံစားဘူးပါဘူးမြန်မာနိုင်ငံသားတွေမခံစားဘူးလို့တန်းတားတာကဘာလဲဒီမိုကရေစီတန်းတားတယ်ဘာလို့လဲလုံပိုင်ခွင့်ရလာမယ်တော်လာခွင့်ရလာမယ်စီးပွားရေးလုံပိုင်ခွင့်တွေရလာမယ်လူဘဝရှင်သန်ဖို့အတွက်လူမှုအတိုင်းအဝိုင်းထဲမှာအနေဆန်းဖို့အတွက်ကလည်းဒီမိုကရေစီကန္တာနဲ့ဆိုရင် အကုန်လုံးကချောချောချူချူဖြစ်လာမယ်အတွက်သူများနိုင်ငံတကာကိုကြီးပြီးတော့ဒီမိုကရေစီကဘလောက်ထွန်းကားပြီးတော့ဘလောက်လွတ်လပ်သလဲဆိုတာကို တွေးလာတဲ့အတွက်မြန်မာနိုင်ငံထဲမှာလည်းဒီမိုကရေစီရှင်သန်ဖို့အတွက်လူတိုင်းကဒီမိုကရေစီကိုရှူလာချင်လာဖန်လာငံလာခါလာမတိကြပါပဲဒီအရာတာကို လူတိုင်းခံစားကြည့်ရှင်နေ လူကတရားမှာချစ်စေလောက်ရှိပါတယ်။ဒါကြောင့်ဒီမိုကရေစီဆိုတာကလည်းမိုးနှံနေလိုပါပဲ။ဒါလည်းနိုင်ငံရေးနဲ့သက်ဆိုင်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံရေးဒီမိမိတို့နဲ့မသက်ဆိုင်ဘူးဆိုတဲ့အတွေ့အလေကတော့မမှားလိုက်ကြပါနဲ့ခင်ဗျာ။လူမှုအတိုင်းဝိုင်းဤတာဝန်ယဟန်တန်ခါမြပါ လူမှုတရားမျှတမှုအတွက်ဥဆောင်လေးချီကြသည်တခုခုဆိုရင်မြန်မာနိုင်ငံထဲမှာပြဿနာတစုံတစ်ခုဆိုရင်ယဟန်ရှင်လူတွေမပါဘူးလားပါတယ်ချစ်စစ်ချင်းမှာဆိုလေယဟန်ရှင်လူခြေကားပါပဲဥဆောင်ခဲ့တာနော်တန်ကအစီယုံနေအများကြီးပါပဲဒီတော့ဥပမာ 2000ခွန်လေးကချွေဝါရောင်တော်လှန်ရေးနော်ဒါယဟန်တင်နဲ့ဟောနိုင်ငံရေးကမသက်ဆိုင်ဘူးလားသက်ဆိုင်နေပါတယ်ဘာလို့လဲယဟန်ဆိုတဲ့ဟာကြောက်မှစာတင်တာကိုစာတင်မယ်ပရိရွတ်တာမိမိရဲ့ကြံ့ကံလေးလာမှုဟာကိုလေးလာမယ်အချိန်တန်ရင်အချိန်တန်ရင်လှူပွေဝတ္ထုများကိုလှူပွေဝတ္ထုများကို စွန့်ခံကြောမယ်အလူခံထွက်မယ်ဒါယဟန်နေရေလှောက်ဆောင်ရမယ်အလုံးဖြစ်တယ်ဒါပဲမယ်ဒီတော့ဒီယဟန်တန်ခါတွေကအလူခံထွက်တဲ့အချိန်စီးပွားရေးအစင်မပြေကြတော့လူတွေကဝတ္ထုပြည်စည်တယ်မလူနိုင်ကြတော့ဘူးစွန့်ပုံမှန်မကန်းနိုင်ဘူးဒီလိုအရာတွေဆုံယုတ်လာတဲ့အချိန်မှာယဟန်တွေကလည်း ဆောင်းငါခံပြီးတော့ကြောက်မှမနေနိုင်ဘူးဘာလို့လဲနိုင်ငံရဲ့အစင်မပြေတော့ယဟန်အောင်ကြောက်မှမနေရတဲ့ခေဖြစ်လာတယ်ဒီတော့နိုင်ငံရဲ့မှာယဟန်နေနဲ့လေတက်ဆိုင်နေတယ်ဘာလို့လဲဒံတွေးနေတဲ့အချက်တည်းเนาะဒံတွေးနေတဲ့အချက်တည်းဒီတော့ လူငယ်များသည် နိုင်ငံ၏အနာဂတ်အတွက်အသိပညာနှင့်ပညာနှင့်ပါဝင်သင်သည်ဟုတ်ပါပြီလူငယ်များ လူငယ်များကအနာဂတ်ပျောက်ဆုံးနေတာအများကြီးဖြစ်နေတယ်အနာဂတ်အတွက်အသိပညာဘာမှမရှိဘူးအသိပညာဆိုတာအသိပညာအတတ်ပညာသင်ပြီးတော့မှတတ်တဲ့ပညာမိမိအသိနဲ့သိတဲ့ပညာဒါကို သင်ယူတမ်းမြောက်ဖို့အတွက်အချိန်လိုတယ်အနာဂတ်တည်ဆောက်ဖို့အတွက်နိုင်ငံရေးကောင်းမွန်နေဖို့လိုတယ်ဒီတော့နိုင်ငံရေးမကောင်းမွန်တဲ့အတွက်လူငယ်များရဲ့အနာဂတ်နဲ့အသိပညာကလည်းမျောတော့ရောမျောတော့ရောမျောတော့ရောဘဝကလွတ်ချင်ပြီโอเคเนาะမျောတော့ရောပါပဲဒီတော့ဤပညာနဲ့ ပါဝင်သင်းသည်နိပညာဆိုတာကတော့ပို့ပြီးတော့အဝေးကြီးပါပဲနိပညာတခုတက်ဖို့အတွက်ဥပမာစိုက်ကားနင်းတာတော့မသိရင်မတက်ဘူးနိပညာဆိုရင်တွေးကြည့်ပေါ့လက်သမားလုံးမလားပယံလုံးမလားဒါကိုနိပညာလုံးမခေါ်သေးဘူးနော်နိပညာဆိုတာအတွင်းကြကြချက်စစ်လိုက်နဲ့ဝါယာရိန်လိုက်နဲ့အမျိုးမျိုးပေါ့ ဒီလိုအမျိုးမျိုးကန္တာအတီးတီးဤပညာနဲ့ပါဝင်ဖို့ဆိုတာကလည်းနိုင်ငံရေးမကောက်ရင်ဒီလူငယ်တွေရဲ့အနာဂတ်နဲ့ဤပညာဆိုတာခုနကကျွန်တော်ပြောသလိုမျောတော်ရောင်ဘဝကလွတ်ချင်ပြီးမျောတော်ရောင်ပါပဲနောက်ဆုံးအချင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်နိုင်ငံရေးဒီအစိုးရနဲ့တာတခုတည်းတက်ဆိုင်နေတာမဟုတ်ပဲလူတိုင်းအတမွေမှု လုံရှုံရေးလွတ်လပ်ခင်း ဒါရင်နဲ့နေစဉ်နေစဉ်ထက်ကတလေးလေးရင်ဆိုင်နေရသောကိစ္စရပ်များဖြစ်နေတာကြောင့်နိုင်ငံသားတိုင်းနိုင်ငံသားတိုင်းနိုင်ငံရေးနဲ့သက်ဆိုင်နေပါတယ်ထို့ကြောင့်နိုင်ငံသားတိုင်းတည်ထား၍ပညာသင်ယူကပါဝင်စဉ်းစားသင်ပါသည်ဆိုပြီးဆောင်းပါးခြင်းကရေးထားတာဖြစ်တယ် ဒီစောင်းပွားခြင်းရေးထားတဲ့အရာကိုကျွန်တော်အနေနဲ့ဖွင်းငါဖွင်းငါအဖွင့်စကားဆိုဟာပြီးဒီအရာကို နိုင်ငံရေးတွေလူတိုင်းနဲ့သက်ဆိုင်ပါတယ်ဆိုတဲ့အကြောင်းရင်းလေးတွေကို ထောက်ပြီးတော့သုံးသပ်ပြောဆိုပေးတော့တာပဲဖြစ်ပါတယ်တကယ်တော့နိုင်ငံရေးကိုလစ်ချူးနေတဲ့နိုင်ငံရေးကြီးဖေကျင်းခံရသူ ဖြစ်ပါလိမ့်မယ်တဲ့เนาะဆောင်းပါရှင်စာရေးသူက ကလောင်နာမည်ပလေတိုလို့ရေးထားတယ်။ဟုတ်ပြီနော်။ဒီတော့တကယ်တော့နိုင်ငံရေးဆိုတာနိုင်ငံရေးဆိုတာစားတာနဲ့လေနိုင်ငံရေးနဲ့ပတ်သက်တယ်။သွားတာကလေနိုင်ငံရေးနဲ့ပတ်သက်တယ်။နေစဉ်လှုပ်ရှားယုံကန်တဲ့အရာကလေနိုင်ငံရေးနဲ့ပတ်သက်တယ်။စီးပွားရေးအစင်မပြေမှုကလေနိုင်ငံရေးနဲ့ပတ်သက်တယ်။ ောက်ပြီနော်နိုင်ငံရေးနဲ့ပတ်သက်တယ်ဘယ်အရာကိုပဲဖြစ်ဖြစ်လေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုရင်နိုင်ငံရေးနဲ့လွတ်ကင်းတဲ့လူလို့တယောက်မှမရှိပါဘူးဒါကြောင့်နိုင်ငံရေးသည်လူတိုင်းနဲ့သက်ဆိုင်ပါတယ်ငါတို့နဲ့နိုင်ငံရေးနဲ့မသက်ဆိုင်ဘူးငါတို့မိသားစုအစဉ်ပြေနေရင်ပြီးပြီနေ့စဉ်ကျွန်တော်တို့ဖြတ်သန်းနေတဲ့ဘဝပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေရရင်တော်ပြီဆိုတဲ့အတွေးမျိုးလေးတွေကိုမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းထေးစဉ်းစားပြီးတော့အဲ့ဒီလိခာနေတဲ့အတွေးတွေကိုဖြောက်ပြဖို့လိုအပ်ပါတယ်ဘာလို့လဲနိုင်ငံရေးသည်လူတိုင်းနဲ့သက်ဆိုင်နေတာဖြစ်တဲ့အတွက်လူတို့ဦးရှင်းတယောက်ရှင်းကနိုင်ငံရေးသည်ပါဝင်သင့်ပါတယ်ဘာလို့လဲအစအစအရာရာအကုန်လုံးမှာ ဖြေလျှော်ဖို့ဟာကအစိုးရတရက်တစ်ခုမဟုတ်ပဲတနိုင်ငံသားလုံးမှာတာဝန်ရှိတဲ့အတွက်ဒီအစိုးရမကောင်းဘူးဆိုရင်အစိုးရကို ဖြုံရှားဖို့အတွက်ကျွန်တော်တို့ပေါ်ပေါ်တင်တင်ကြီးပြောဆိုရမှာဖြစ်တယ်လို့ခုနကပြောတော်တဲ့အရာမှာမေးပေးပိုင်ခွင့်ကားလဲလူတိုင်းရဲ့မွေးရပါ အခွင့်အရေးဖြစ်တဲ့အတွက်မေးကိုလဲမတမာမှုများစွာနဲ့ မိမိတို့အာဏာရရှိရေးအတွက်ဒီမိုကရေစီပါဆိုပြီးပါဇက်ဖြားကသာ အော်နေပေမယ့်လက်တွဲမှာမေတ္တခိုးတွေကြီးပဲဖြစ်နေပြီးပြည်သူတင်မြောက်တဲ့အစိုးရမဖြစ်နိုင်သမျှကာလပတ်လုံးမြန်မာနိုင်ငံကြီးမှာဒီတိုင်းနဲ့ဒီစခန်းမှာပဲဒါကြောင့်ယခုလက်ရှိမှာပြည်တွင်းစစ် ဖြစ်နေကြတဲ့ဒီပြည်တွင်းစစ်ကလည်းဘာနဲ့သက်ဆိုင်တယ်လဲနိုင်ငံရေးပါပဲနိုင်ငံရေးအစင်မပြေတော့တိုင်းရင်းသားပေါင်းစုံတွေရဲ့အခွင့်အရေးတွေဟာလေရပိုင်ခွင့်ဆုံးရှုံးတဲ့အပြင်မှာလုံးပိုင်ခွင့်ဆုံးရှုံးလာတယ်တိုင်းရင်းသားဒေသတွေကတနေ့ထက်တနေ့အစင်ရေဆုံးပြည်နေဘဝတွေကို ရောက်ရှိတော်ပြီး တကယ်တမ်းတယံဇာတာထွက်ပေါ်နေတဲ့ဒေတာတွေကိုတိုင်ကနော်တယံဇာတာထွက်ပေါ်တဲ့ဒေတာတွေအစင်းရေဆုံးပြည်နေဖြစ်နေပြီးတော့60မီမီတာခါကိုထိပြောသွားတဲ့အတွက်60မီလင်းတာကနေပြည်တော်လောက်သာလင်းနေတဲ့မြန်မာနိုင်ငံကြီးဟာကျွန်တော်တို့လူတိုင်းနဲ့သက်ဆိုင်နေပါတယ် တကယ်ရရွှေတဘာဝတံွေတို့ထွက်တာမင်းကရခိုင်မို့လို့ဒီစကားကိုပြောတယ်လို့ပြောရင်လေပြောပါလိမ့်မယ်ဒါပေမဲ့ရွှေတဘာဝတံွေထွက်တဲ့တရုတ်ကိုဓာတ်ရိုက်ပိုးနေတဲ့ပိုင်လိုင်းကြီးဖြတ်ထားတဲ့ဒေသတွေဟာနေစဉ်မိပုံမှန်လင်းမေးဟာအဝေးကြီးဖျောင်းနိုင်အောင်နမမထွန်းနိုင်တဲ့ ဒေတာတွေအမြောင်းများစွာရခိုင်ဒေတာမှာလည်းရှိနေပါတယ်။ကြောက်ထွက်တဲ့မိုးကုတ်တွေသာဘာလို့မတူတတ်တယ်ကြောက်ပေးထွက်သွားတာကြောက်ပေးထွက်သွားတာကြောက်ပေးအစိုးရနဲ့ဆိုင်တာပြည်နေကအစိုးရနဲ့မဆိုင်ဘူးလေဒီအရာတွေကို အကုန်လုံးဝေဖန်ထောက်ပြခွင့်ပြောဆိုခွင့်လိုအပ်ချက်ကို ထောက်ပြခွင့် ဒါတွေအားလုံးကို ပြောနိုင်နေဒီမိုကရေစီဆိုတာလူတိုင်းရဲ့ပါဇက်ဖြာကအော်နေပေမဲ့ချိုးချင်းဖန်ခါအရသာကိုမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းခံစားခွင့်ရနိုင်အောင်အတွက်လူတိုင်းဟာနိုင်ငံရေးနဲ့သက်ဆိုင်နေတဲ့အတွက်အကုန်လုံးမိမိနဲ့သက်ဆိုင်နေနေရာကန္တာ ေဂန်သားမှာငါတို့ပါဝင်နိုင်တယ်လေဆိုတာကိုစဉ်းစားပြီးတော့မိမိတို့ဒီနိုင်ငံရေးနဲ့သက်ဆိုင်နေတဲ့အတွက်နိုင်ငံရေးကဏ္ဍမှာတဖက်တလန့်ကပါဝင်ကြပါစို့လို့ပြောရင်ကျွန်တော်အနေနဲ့နိုင်ငံရေးနဲ့မြန်မာနိုင်ငံသားများဆိုတဲ့ခေါင်းစဉ်နဲ့ပလေတိုရေးသားထားတဲ့ဆောင်းပါးတို့လေးကိုဖတ်ချူးမြဝေတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါ ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိဖပြည်သူများစိတ်ဤရှမ်းသာခြင်းကိုဤကျမ်းမာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပြီးတော့ခြေလေးတစ်ချက်နဲ့ကူညီပေးကြပါအားလုံးမင်္ဂလာပါတာလီဇောပါဂါရဝါပါဘိုင်ဘိုင်